တောင်ပန်ကိုတစ်ချက်လေးမှမခတ်ဘဲမိုင်းတရားခီးကိုပြန်တန်းနိုင်တဲ့ကမ္ဘာအပြင်းဆုံးပါရမီရှင်လူကြီးမင်းတို့ရန်ကုန်ကနေပဲခူးလောက်ဝေးတဲ့ခီးတစ်ခုကိုခြေတော်တစ်ဖက်မှမကြွပေးနဲ့ခြေတလမ်းမှမလမ်းမဲရောက်သွားနိုင်မဲနီလန်ကိုစဉ်းစားကြည့်ဘူးပါလားမဖြစ်နိုင်ဘူးလို့ထင်နေမလားဒါပေမဲ့ဒီကမ္ဘာပေါ်မှာအဲ့လိုမျိုးမဖြစ်နိုင်တာကိုလုံးပြနေတဲ့တတ္တဝါတော်ကောင်တကယ်ရှိပါလား သူကတော့ကောင်းကင်ယံကိုစိုးမိုးထားတဲ့ဘယင်တစ်ပါးဖြစ်တယ်လို့တဖက်မှာလည်းပဲတဘာဝတရားကမွေးထုတ်ပေးလိုက်တဲ့ကမ္ဘာအပြင်းဆုံးပါရမီရှင်လို့တင်စားရမယ်အင်ဒီစကွန်ဒေါ်လို့ခေါ်တဲ့လင်းဒါဂျီရီဖြစ်ပါလိမ့်။ကဲသူဘလောက်တောင်ပြင်းတယ်လဲဒီလိုပြင်းတာတော့မှဘာလို့ပါရမီရှင်ဖြစ်နေရတာလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။ပထမဆုံးသူ့ရဲ့ခန္ဓာကိုအချိုးအစားကိုပြောပြကြမှာဒီကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့အခမ်းအနားဆုံးငှက်ကိုပြပါဆိုရင်ဒီကောင်ကြီးတွေကိုပဲလက်ညှိုးထိုးပြရမှာပါ။ ။ဒီကောင်ကြီးကဘလောက်တောင်ကြီးတယ်လဲဆိုရင်သူ့ရဲ့အတောင်ပံနှစ်ဖက်ကိုဖြန့်လိုက်တာနဲ့ဆယ်ပေကျော်လောက်ထိကျေပြန့်သွားတာဖြစ်ပါလိမ့်။မြင်အောင်ပြောရမယ်ဆိုရင်တော့လူကြီးမင်းတို့အိတ်ခန်းနေရန်တစ်ဖက်ကနေနောက်ထပ်တစ်ဖက်လောက်ထိကိုရှည်တယ်ဆိုတဲ့သဘောပါ။ဒါရီမကသေးပါဘူး။သူရဲ့ကိုယ်လေးချိန်ကလေး15ကီလို33ပေါင်လောက်အထိရှိတတ်ပါသည်။ဒါကဘာနဲ့တူလဲဆိုရင်အသက်2နှစ်အရွယ်ကလေးတစ်ယောက်ကိုမိုးပေါ်ပြစ်တင်လိုက်သလိုပါပဲ။ပုံမှန်ငှက်တွေကအပေါ်ပေါင်းမှပြန်နိုင်နေဆိုပေမဲ့ဒီကောင်ကြီးတွေကတော့လေးလေးလန့်လန့်ခန်းတော်ကိုကြီးနဲ့ကောင်းကင်ကိုစိုးမိုးထားတာပါ။ သူကိုကြည့်ရတာလေးမြန်တစ်စင်းဖြတ်သွားသလိုမျိုးခံစားရစေပြီးမတော်တဆများလူကြီးမင်းနောက်ကိုဒီငှက်ကြီးရောက်လာခဲ့မယ်ဆိုရင်တော့ကြက်ကလေးတစ်ကောင်လိုကောက်မချီသွားအောင်လို့တတိထားနေရမယ့်အနေအထားဖြစ်ပါလိမ့်။ဒါပေမဲ့သူ့ရဲ့အံ့ဩစရာအကောင်းဆုံးဒီဗီဒီယိုရဲ့ခေါင်းစဉ်ဖြစ်တဲ့အချက်ကတော့ပြန်တန်းတဲ့ပုံစံပါပဲ။ဒီလောက်လေးလံလာတဲ့ခန္ဓာကိုယ်ကြီးကိုတည်ဖို့သူတို့ကပင်ပန်းကြီးစွာတောင်ပန်ခတ်ရမယ်လို့ထင်တော့မှားသွားပါလိမ့်မယ်။တကယ်တော့သူတို့ဟာကဘာပေါ်မှာအတောင်ပန်ခတ်ရမှာအပြင်းဆုံးငှက်ဒီပါ။ သူတို့ဟာကောင်းကင်ဘော်မှာပြန်တန်းနေတဲ့အချိန်ရဲ့99ရာခိုင်နှုန်းလောက်ကိုတောင်မှလုံးဝမခတ်ဖဲနေနိုင်ကြပါရည်။ယုံကြည်မယုံမသိပ္ပံပညာရှင်ရဲ့လ ీల ာချက်အရဒီငှက်ကြီးတွေဟာတောင်မှကိုတစ်ချက်လေးမှမခတ်ဖဲ9နာရီလောက်ဆက်တိုက်ပြန်နေနိုင်တယ်လို့မိုင်းတရားကျော်ခရီးကိုအားစိုက်ထုတ်မှုမရှိဘဲသွားနိုင်တယ်လို့ဆိုပါရည်။ဒါကဘယ်လိုလုပ်ဖြစ်နိုင်ပါလဲ။သူတို့ကပါရမီရှင်တွေပါ။သူတို့ကနေရောင်ကျောက်မြေကြီးကနေအပေါ်ကိုတက်လာတဲ့လေဘူးစီးချောင်းလို့ခေါ်တဲ့တာမန်ကားရန်တွေကိုရှာဖွေပြီးတော့ဓာတ်လီကားစီးသလိုလိုက်ပါသွားတာဖြစ်ပါလိမ့် ။လေစီကြောင်းတစ်ခုကနေနောက်တစ်ခုကိုကူးပြီးတော့လေဟုန်စီးသွားလိုက်တာ။ပြေးရရင်တော့ယုံသွားယုံပြန်ကားကားကုန်စီရမလို့ခြေညောင်းခံစီရမလို့တဲ့တဘာဝစွမ်းရင်ကိုအကောင်းဆုံးအသုံးချတဲ့သူတွေပါပဲ။ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ငှက်ကြီးတွေကရုပ်ဆိုးတဲ့လောက်သဘောထားလေးပြေဝါကြပြန်ပါလိ။လူတွေကလရဆိုရင်မနှင်းမျိုးကြပါမိ။သူတို့ကတက်ရှိတတ္တဝါတွေကိုတက်ဖြတ် စားတော့တဲ့မဟုတ်ဆိုးမျိုးတွေမဟုတ်ပါဘူး။တခြားတလိမ့်ဆန်တွေစားလို့ကြံခဲ့တဲ့အတီကောင်းတွေပုံသွိုးနေတဲ့အသားတွေကိုရှင်းလင်းပေးတဲ့တဘာဝရဲ့တန်ရှင်ရေးဝန်ထမ်းကြီးတွေဖြစ်ပါလိ။ ။သရီးရဲ့ကောင်းမှအမွေးမရှိပြောင်းနေတာပါလေ။ fashion ထုတ်ထားတာမဟုတ်ပါဘူး။အသေးကောင်တွေကိုစားရတဲ့ခေါင်းမှယောဂပိုးမွားတွေအသားစားတွေအမွေးမှကတ်မနေအောင်တဘာဝါကတကူတကဂရုံးပြောင်းအောင်ဖန်တီးပေးထားတာပါ။သူတို့သာမရှိရင်ယောဂပိုးမွားတွေပိုးပြန်ပွားနိုင်တာမို့ကဘာကြီးအတွက်လရတွေကမရှိမဖြစ်ပါဘူး။နောက်ပြီးသူတို့ကအခြေရေးမှလည်းစံပြပါ။လူငယ်တွေတောင်ရှုံးလောက်ပါလေ။သူတို့ကတလင်တမယားစနစ်ကိုကျင့်သုံးချပြီးတော့သူတို့ရဲ့အဖော်မွန်သာတည်ဆုံသွားရင်ဂျန်နေတကောင်ကအစာမစားပြီးတီးပွဲဝင်သွားတဲ့ကြပါလိမ့် တို့ရဲ့တက်တန်းကလူတွေလိုပါပဲနှစ်ပေါင်း90လောက်ကနေနှစ်ပေါင်း80လောက်ထိအသက်ရှင်နေထိုင်နိုင်ကြပါပြီနှစ်ပေါင်းများစွာကြောင်းသစ္စာရှိရှိပေါင်းသင်ကြတဲ့တို့ရဲ့အခြေရေကတော့ပြောရရင်လူကြီးမင်းတို့ရဲ့အခြေရေထက်တောင်ပိုပြီးတော့ခိုင်မြေပိုပြီးတော့တက်တန်းရှယ်လို့ပြောရင်လွန်မယ်မထင်ပါဘူးဒါပေမဲ့လည်းဝန်နေစရာကောင်းတာကဒီလိုခန်းနာရည်ဒီလိုပါရမီပါရဲငှက်ကြီးတွေဟာအခုချိန်မှာမျိုးသုံးမဲ့အန်ဒီယန်နဲ့ရင်ဆိုင်နေရပါလိမ့်။တောင်အမေရိကကတောင်တန်းတွေမှာသူတို့ကိုတွေးဖို့ခက်ခဲလာပါပြီ။သူတို့ဟာပြင်းကြီးလို့အတောင်မှမခတ်တာမဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့တောင်တန်းတွေပေါ်မှာရှင်သန်ရက်တည်နိုင်မှုစွမ်းအင်ကိုချွေတာရင်သဘာဝတရားနဲ့အသားကြောင်နေထိုင်တတ်တဲ့ပညာရှိတွေပါဒါကြောင့်မလို့မတော်တဆများလူကြီးမင်းတို့တောင်အမေရိကဘက်ကိုရောက်သွားခဲ့ရင်ဒီငှက်ကြီးတွေကိုတွေ့ခဲ့ရင်ဓာတ်ပုံရိုက်ထားဖို့မမေ့ပါနဲ့ဘာလို့လဲဆိုတော့သူတို့ဟာလူကြီးမင်းတို့စီကထွက်သွားတဲ့သူမလို့ပဲနောက်တစ်ခါပြန်မတွေ့ရနိုင်တော့မယ့်အရာတစ်ခုဖြစ်သွားနိုင်လို့ပါပဲခင်ဗျာ